ဟယ်လိုမင်္ဂလာပါမသူဒီနေ့လာပြီးတော့ဝေးမြားမဲ့အကြောင်းလေးရကြတော့မသူတို့မျိုးသမီးတွေတော်တော်များများကကြတော့ဒီဓမ္မရာလာတဲ့အချိန်နဲ့မှာပေါ့နော်ဒီမာယွန်းနဲ့အယူဆလေးတွေပေါ့နော်အဲ့လိုမျိုးသိထားတဲ့အယူဆလေးတွေကိုလာပြီးတော့ပြောပြပေးခြင်းနဲ့အဲ့ဒါကကြတော့မသူတို့အမေတွေအဖွားတွေကနေစပြီးတော့မသူတို့ခေတ္တပေါ့နော်အဲဒီအမာယွန်းနဲ့အယူဆလေးတွေကိုလက်ခံလာတာရှိတယ်အဲ့ဒါလေးကိုဒီနေ့မသူလာပြောပေးမယ်ပေါ့နော်အချက်တွေတော့အများကြီးရှိလိမ့်မယ်လေးချက်လောက်ပဲပြောပြပေးမယ်အဲ့ဒါကဘာလဲဆိုရှင်ရာသီ ီလာတဲ့ခါမှာဆိုရှင်လုံးဝခေါင်းလျှော်လို့မရအောင်ဒါကတော့ပုံမှန်ပြောနေပြောကြပါတော့အဲဒီလိုခေါင်းလျှော်လိုက်လို့ရှင်အေးပက်ပြီးတော့ရာသီဟိုချုပ်သွားတယ်ပေါ့နော်မလာတော့ဘူးအဲ့လိုမျိုးတွေဖြစ်တယ်လို့ပြောတယ်တကယ်တော့မဆိုင်ပါဘူးရာသီလာနေတဲ့ချိန်မှာဆိုလို့ရှင်လည်းခေါင်းလျှော်လို့ရပါတယ်ခေါင်းလျှော်တဲ့ခါမှာဆိုရှင်တော့အပူပုတ်တွေတောင်ကင်းစင်သွားအောင်မှဖြစ်ပါတယ်နံပါတ်2အချက်အနေနဲ့ကကြတော့ရာသီလာတဲ့ခါမှာဆိုရှင်လေးချိန်ကမလို့ရအောင်လို့ပြောတယ်လေးချိန်ကမလို့ရအောင်မဟုတ်ဘူးပုံမှန်လေးချိန်ကလေးတွေတော့လုံးလို့ရတယ်ပြင်းပြင်းထန်ထန်လေးချိန်ကနေတော့မလုံးနဲ့ပေါ့နော်ရာသီလာတဲ့ခါမှာဆိုရှင်ပု ုံမှန်လေ့ကျင့်ခန်းလေးတွေလုပ်ပေးတယ်ဆိုလို့ရှိရင်ရာသီလာစဉ်မှာနာကျင်ကြိုက်ခဲ့တာတွေကိုသတ်သားစေမယ်။နောက်နံပါတ်3ချက်ကကြတော့ရာသီလာတဲ့အခါမှာဆိုလို့ရှိရင်အမျိုးသားအိမ်ောင်တယ်ဆိုရှင်အမျိုးသားနဲ့အတူတူနေလို့မရဘူးလို့ပြောတာတကယ်တော့မဟုတ်ဘူး။အမျိုးသားနဲ့အတူတူနေလို့ရတယ်ပေါ့နော်။ရာသီလာတဲ့အခါမှာလိင်ဆက်ဆန်လို့ရတယ်ပေါ့နော်။နံပါတ်4ချက်ကကြတော့လေဒီဟာကအရင်အရေးကြီးတယ်။အဲအမျိုးသားနဲ့အတူတူနေလို့မရဘူးလို့ပြောထားတယ်။ဒါပေမဲ့ဒီလိုမျိုးမျိုးသားနဲ့အတူတူနေတဲ့အခါမှာဒီရာသီလာတဲ့ချိန်မှာပေါ့နော်။မျိုးသားနဲ့အတူတူနေတဲ့အခါမှာကိုဝင်မရ ရဘူးဆိုတော့အယူဆကတော့လုံးဝမှားယွင်းနေဒီရာသီလချိန်မှာလည်းအမျိုးသားနဲ့တူနေတဲ့ခါမှာဆိုလို့ရှိရင်ကိုဝင်ရနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးရဲ့ဒီမမျိုးဦးလေးနဲ့တုပ်ဖို့နဲ့တွေ့လို့ရှိရင်ကိုဝင်ရနိုင်တယ်အဲ့ဒါကဘလို့လူမျိုးတွေမှာပို့ပြီးတော့ဖြစ်နိုင်လဲဆိုလို့ရှိရင်ရာသီလာတဲ့ရက်ရှည်နေတဲ့အမျိုးသမီးတွေပေါ့နော်နောက်လို့ရှိရင်ရာသီလာတာမမှန်တဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်အမျိုးသားနဲ့တူနေတဲ့ချိန်မှာဆိုလို့ရှိရင်ကိုဝင်ရနိုင်တယ်ပေါ့နော်မသူကူပြောတဲ့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ရှင်